်တမနေတိုင်းမြမမွေကျက်340ရနိုင်မဲ့ဂုံကြီးရဲ့ရေိုတန်း400ရန်စာချုပ်တဲ့ပရင်းမြန်အောင်မင်းလာပါများမန်ချက်စတာဖော်ဝါ့ဆုံကနေပြီးတော့အားလုံးကိုပြန်လဲကြိုဆိုလိုက်ပါရင်ဂုံကြီးရိုနယ်ဒိုကတော့လက်ရှိကလပ်အသင်းဖြစ်တဲ့ sorry ကလပ်အန်ဒါဆာအသင်းနဲ့စာချုပ်တန်တိုးမြင့်သွားတော့မှာပါ ရန်ဒိုကအစားပိုင်းမှာတော့အပြောင်းရွှေ့သတင်းတွေအများကြီးထွက်ပေါ်ပြီးဂေါကြီးဘဲလဲဘာလဲပရိသတ်စိတ်ဝင်စားမှုအတော်လေးများခဲ့ပါတယ်။လက်ရှိရှင်ပြိုင်နေတဲ့ကလပ်ကပလာပြိုင်ပွဲမှာကစားဖို့အတွက်လည်းဂေါကြီးကို Sorry ထိတန်းကလပ်တွေတောင်အမေရိကထိတန်းကလပ်တွေကကမ်းလှမ်းမှုတွေပြုလုပ်ခဲ့ကြပါတယ်။ဒါပေမဲ့လည်းဂေါကြီးကတော့အခြားအသင်းတွေကမ်းလှမ်းချက်တွေကိုညှင်းပယ်ပြီး NSR အသင်းတွေပဲခေးဆက်သွားဖို့ရှိနေတာပါ။ရန်ဒိုက NSR အသင်းနဲ့တနည်းဒါမှမဟုတ်နှစ်နှစ်တန်တန်းတိုးစာချုပ်ချုပ်ဆိုသွားဖို့ရှိနေကြတာပါ NSR အသင်းဘက်ကလည်းဂေါကြီးကိုအသင်းကနေမထွက်ခွာအောင်အကောင်းဆုံးဆွဲဆောင်ထားနိုင်ခဲ့ပါရင် လက်ရှိရိုနယ်ဒိုရဲ့ NSR အသင်းရဲ့စာချုပ်အစ်ကတနည်းလောက်ကလာစာယူတန်းလျာအထိရှိပါတယ်။တလောက်ကိုယူ33.3တန်းဖြစ်ပြီးတပတ်လောက်ကယူ9.6တန်းမှာ တရံလောက်ခါနဲ့တွက်မယ်ဆိုရင်တော့ယူတက်တက်မှတက်တန်းထိရှိနေပါတယ်တနားရီကိုယူ4630000ဖြစ်ပြီး10မိနစ်ကို982ယူပါတက်ဆက်ကန့်ကိုတွက်ရင်တော့ဂိုကြည့်လားစာ73ယူထိရရှိနေပါတယ်ဂိုကြည့်ရဲ့10မိနစ်လောက်ခါလားစာ982ယူကိုမြန်မာမွေနဲ့တွက်ရင်ချက်သိန်း40နီးပါးထိရှိနေတာပါတကယ်ကိုများပြားလို့ねပမာဏတစ်ခုပါပဲရေဒိုကတော့ sorry ကလပ်ကိုစတင်ပြောင်းရွှေ့ခဲ့တဲ့ပထမဆုံးနာမည်ကြီးဥရောပကစားမဖြစ်ပြီးတော့ပရိသတ်တွေကို sorry လေးနဲ့မိတ်ဆက်ပေးခဲ့တဲ့သူဆိုလည်းမမှားပါဘူးကိုကြီးရဲ့လမ်းဖောင်းမှုနဲ့အတူအခုဆိုရင် sorry လေးမှာဥရောပအကျယ်ပွင့်ကစားသမားတော်တော်များများလာရောက် ကစားနေကြပါပြီ။ဒီနေ့တင်ဆက်မှုကတော့လောက်ပါပဲ။နောက်ဆုံးရ United နဲ့ပတ်သက်တဲ့အားကစားသတင်းတွေအပြောင်းအရွှေ့သတင်းတွေစိတ်ဝင်စားဖို့ရအကြောင်းတွေကိုတင်ဆက်ပေးမှဖြစ်လို့ page ကို like and follow လုပ်ပြီးဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်ချုပ်လိုက်ရပါတယ်ခင်ဗျာ။